တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဥမေ channel ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါတယ်လူတို့လည်းစိတ်ကုန်နေလူတို့ရဲ့ဘဝလည်းတော်တော်ကိုတော်တော်တနာဖို့ကောင်းနေအကုန်လုံးအိုးမဲ့အိမ်မဲ့နဲ့ဒီလောက်ဖြစ်တာဒီလောက်နဲ့မကျနပ်နိုင်ဘူးလားဗောဒေါ်လာကြီးတစ်ခုလောက်တယ်ဆိုတော့ကောင်းအောင်လက်ရှိအနေထားနဲ့ပိုကောင်းသွားအောင်လုပ်ပါကျွန်တော်တို့လောက်လိုက်တဲ့ဟာကြီးဟာဟုတ်လားဘာမှပိုမကောင်းမဲ့နဲ့တော်တော်ကိုစိုးဝါးဆုတ်ပြတ်သွားတယ်ဆိုရင်ကိုယ့်ကိုယ်ပြန်ရက်ပြီးစဉ်းစားရမှာငါတို့လောက်တဲ့ဟုတ်ရဲ့လား ဒီနေ့ပထမဆုံးသတင်းနယ်နယ်ကတော့ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့သတင်းနယ်အရင်စချင်တယ်။ကာမန်ကနယ်မှာဖကံဘက်ကိုတက်လာခဲ့တဲ့စစ်ခွေးတွေဟာအိုက်ထဲမှာစစ်ခွေးပါတယ်ပြည်သူခွေးထဲမှာတောင်နှမျို ခွေးပမာပြီးသူစစ်နဲ့ရှမ်းနေခွေးဖြစ်တဲ့ပြီးသူစစ်ဆိုမှနှမျိုးရှိတယ်ဆိုတော့ဒီသုံးဖွဲ့ကနေမှခွေးအကောင်600ကနေမှ900ဝန်းကျင်နဲ့သူတို့ဖက်ကန်ဘက်ကိုတက်လာခဲ့ကြတယ်900လောက်ကတော့လမ်းမှာမတပေါ်သွားပြီးတော့အလုံးခင်ဘက်ကိုဝင်းညင်းနေနဲ့လာခဲ့တယ်လို့သိရတယ်ဆိုတော့အခုဒီကြံနေတဲ့တရားကျော်နေရာအောက်ကတော့အလုံးခင်ရန်ချက်ဆက်ရုံကိုရောက်ရှိသွားပြီအခု KIA ကနေမှ online နဲ့ကြညာထားတယ်။အခုဒီဖက်ကနဲ့လုံခင်းသားရင်မှာရှိတဲ့ပြည်သူတွေတိုက်ပွဲကြီးကြီးဖြစ်လာနိုင်တယ်စစ်ဆောင်ပေးဖို့ရတဲ့ပြောထားတယ်။ပြီးတော့အခုဖက်ကနဲ့ site online ကိုလည်းပဲအခုပိတ်လိုက်ပြီ။စစ်ရဲအခြေအနေအဆင်ပြေတဲ့အချိန်ကြမှာပဲဖက်ကနဲ့ site online ကိုလည်းတရေဝန်ပြန်ဖွင့်ပေးမှာဖြစ်တယ်။28ရက်နဲ့မှာစစ်ခွေးတွေကလေပင်ရန်ချက်ဆက်ရုံကိုရောက်ရှိခဲ့တယ်။28ရက်နဲ့ကနေစပြီးသူတို့ကကြောက်တဲ့စိတ်နဲ့လက်နက်ကြီးတွေပြစ်ခတ်တဲ့အတွက်ကြောင့်လေပင် drive လည်းပျက်စီးသွားပြီးလ ူနဲ့အိမ်တွေလည်းပျက်စီးသွားပြီးသူတို့ဒီလေပြင်းရမ်းချက်ဆက်ရုံကိုဝန်လာတဲ့အခါမှာလက်မှာတွေ့တဲ့ပြည်သူတွေကိုလည်းတနတ်နဲ့ပြစ်တက်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်28ရက်နေ့တုန်းကပြည်သူ9ဦးကိုပြစ်တက်ခဲ့တယ်တယောက်ဆိုလို့ရှိရင်တိတ်ရင်နာဆရာကောင်းတယ်ရွှေမော်ဟိုတယ်မှာစစ်ခွေးတွေကိုတွေ့လို့သူကပဒင်းပေါက်ကနေကြည်တာပဒင်းပေါက်မှာကြည်နေတဲ့အမျိုးသမီးကို တနက်နဲ့ပြစ်တက်ခဲ့လိုက်တယ်တလောက်အထိပြည်သူတွေကိုနှိပ်စက်တာဖြစ်တယ်ပြီးတော့အခုတို့ပြည်သူတွေကိုဖမ်းပြီးမှလူသားတိုင်းလုံးနေတဲ့အတွက်ကြောင့်အခုပြည်သူတွေအ мян ဆုံးစစ်ဆောင်ကြပါလို့လဲကျမဒီကနေတခါလဲတိုက်တွန်းချင်တယ်အခုချက်နေပြည်သူစစ်တွေကိုကြတော့ဘာပြောတယ်လဲဆိုတော့ဖကန်ဘက်ကိုနင်းတို့ရောက်ပြီဆိုလို့ရှိရင်တိုက်ပွဲပြီးတာနဲ့နင်းတို့ကိုကြောက်စင်းမြေကွက်ကို ပေးမယ်ဆိုပြီးမှမက်လုံးပေးပြီးမှ ဒီဖကန်ဘက်ကိုပို့လိုက်တယ်ဆိုတော့တရင်ကြရတယ်ဆိုတော့ဖကန်ဘက်ကစစ်ခွေးတွေပိုင်တလားကချင်ပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေပိုင်တလားဆိုတာတော့နင်းတို့သိလိုက်မယ်ကြောက်စင်းသွင်းတော့မရဘဲနဲ့တနတ်ကြီးစားနင်းတို့မြည်သွားမယ်ဆိုတာမှတ်ထားနော်လုံခင်လေပြင်းရန်ချက်ဆက်ယုံမှာရောက်ရှိနေတဲ့ခရာကျော်ကြံခဲ့တဲ့ဒီခွေးတွေကဖကန်ဘျူဟာကုန်းကိုတက်သွားမှာသူတို့ဖကန်ဘျူဟာကုန်းကိုမနှက်ဆဲနိုင်မှာတက်သွားမယ်သူတို့ကိုဂျားကနဲ့လုံးဝတိုက်ခိုက်ဖို့မလုပ်ဖို့ KIAD ကိုပြည်သူလူထုဒီကနေမှတဆင့်တော့ပြောခိုင်းတယ်လို့ပြောတယ်။တကယ်လို့ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုလို့ရှင်တော့လေရင်ခေါ်ပြီးမှပြည်သူတွေရှိတဲ့ဘက်ကိုဘုံကျေးပေးမယ်ဆိုပြီးမှချင်းချောက်ပြီးပြောတယ်တဲ့။ဆိုတော့ KIAD ကပြည်သူတွေကိုငိတ်ညာတဲ့အနေနဲ့သူတို့ကိုကြားဖြတ်တိုက်ခိုက်ခြင်းလုံးဝမလုပ်ခဲ့ဘူး။ဒီလောက်ထိမိုက်ရိုင်းတာ KIAD ဘက်ကနေမှပြည်သူတွေရဲ့မျက်နာကိုကြည့်ပြီးမှနင်တို့ကိုဖကန့်ပြူဟာကုန်းကိုတတ်ခိုင်းလိုက်တယ်။နင်တို့ကိုအရှင်သားမှမဟုတ်ဘူးဆိုတာတော့မထားကြပါ เนาะကျွန်တော်နောက်သတင်းတပုတ်အနေနဲ့ကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တိုက်ပွဲမှာစစ်ခွေးတွေရဲ့ခမရ71ကနီးပြူဟာမူဘုံမိုးကြီးကျော်မြို့အောင်ကတော့အရခတ်တတော်နဲ့ပူပေါင်းတော်လာရဲ့ဒီရဲ့လက်ချက်နဲ့ခွေးတွေဝတ်တွေတည်သွားခဲ့တယ်။သူတို့ရဲ့ဖိတ်စာထဲမှာရေးထားတာကတော့နိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်ရင်းနဲ့ဘယ်နိုင်ငံရဲ့တာဝန်မှထမ်းဆောင်သွားတာမဟုတ်ဘူး။မင်းအောင်လိုင်ရဲ့ဘောကိုမပြီးဘောကိုငုံပြီးတော့ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ရဲ့တနေရာမှာမတာပေါ်သွားတယ်ဒါပဲရှင်းရှင်းလေးပဲเนาะထပ်ပြမလာကြအနီးဘူဟာဒီဘူမိုးဒီဘူမမိုးဒါဒီနားမလဲဘူဟိုအခုကတော့မြေကြီးထဲမှာတော်လိုင်းရဲ့လက်ချက်နဲ့တော့အားလုံးပြောင်းသွားမှာဟိုနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်တဲ့သူကပြပရန်ကိုကာကွယ်တာကိုယ့်ရဲ့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေကိုကာကွယ်တာအခုကမင်းအွန်လိုင်းနေရာကောင်းကောင်းရဖို့ရတဲ့နင်းတို့ဂျွန်းတွေက မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေကိုလိုက်တတ်တာဒါကြောင့်နင်းတို့မတာပေါ်သွားတယ်ဟုတ်ပြီနော်အတနာပါတယ်အသက်ကတော့45စောစောစီစီခွေးတွေဝတ်တယ်ခုချိန်မှာတော့မြေကြီးထဲမှာဆွေးရောပေါ့မဟုတ်ဘူးလားဆက်လက်ပြီးလာခဲ့ကြတိတ်မပြောချင်ဘူးပြီးရင်နောက်တဲ့ရင်တပုတ်အနေနဲ့ကတော့အောင်ပွဲတဲ့ရင် KNLA ကတော့မချီကျူးပဲနဲ့ကိုမနေနိုင်တော့ဘူးနော်ကရင်ပြည်နယ်မြဝတီတောင်ပိုင်းမှာရှိတဲ့နော်ထိုင်းနဲ့မြန်မာနယ်ဆက်ကြားမှာရှိတဲ့ဒီကနေလေစခန်းကိုမေလ28ရက်နေ့ညနေပိုင်းမှာအပိတသိမ့်ပိုင်နိုင်ခဲ့တယ်အဲမှာလက်နဲ့ခဲရံအများကြီးရတယ်120မမနဲ့အတူလက်နဲ့မျိုးစုံ60ကျော်သိမ့်ပိုင်ရရှိခဲ့တယ်ပြီးတော့ခွေးတွေကတော့တည့်ရတိုင်းပဲထိုင်းပြည်ဘက်ကိုခွေးပြေဝက်ပြေးပြေးသွားတယ် ပြီးတော့မတားရအများကြီးပေါ်သွားတယ်။မင်း29မိနစ်မှာတော့ရွှေအေးမြိုင်ဖျားကုန်းကစစ်ခွေးစခန်းနှုတ်ခုစလုံးကိုတိတ်ပိုက်နိုင်ခဲ့တယ်။ဆိုတော့တနေ့ကိုစစ်ခွေးစခန်းတစ်ခုနှုံးနဲ့ KNL အကတော့နော်ပြလိုက်တာ။အခုဒီကျွတ်နဘေးမှာကြီးလိုက်ပုံနေ။ တမင်များလောက်တလားလောက်တောင်မှထင်ရတယ်နေတိုင်းလိုလိုအောင်ပွဲကြီးပဲနော်စစ်ခွေးတွေလည်းနည်းနည်းပပအာနာဖို့လို့ပါတောင်းလဲဆိုတော့သူတို့ဘဝမှာတီတော်လာရေးဆလာကတဲ့ကကိုမှတစ်ခါမှတိုက်ပွဲဆိုတော့ဒီလိုမျိုးမှအောင်ဘူးတာကျွတ်ကတော့အာနာတယ်နော်စစ်ခွေးတွေအာနာပါတယ်လို့ KNLA နဲ့ပူပေါင်းတော်လာရေးဒီကိုစားအာနာတယ်ဆိုတော့အကြောင်းပြောပြချင်တယ်အခုကျမတို့ဒီတော်လာရေးထဲမှာတော်လာရေးဒီက စခွေးဒီဘလောက်ပဲမုံမုံအလံဖြူထောင်လာပြီဆိုလို့ရှိရင်တို့ကိုကြွားတော့ကရေတိုက်တယ်ကိုအစာတွေကျွေးတယ်ဒါပေမဲ့အလံဖြူထောင်ပြီဆိုလို့ရှိရင်စခွေးဒီကတော့လေရင်ပုံးကျဲတယ်ဒါကြောင့်မို့ပဲ DKPA ဌာနချုပ်ဘက်ကိုလာတဲ့စခွေးတွေကိုလေရင်နဲ့ပုံးကျဲပြီးတို့တတ်လိုက်တယ်တေတောင်မှသပုံတစ်ခေါင်းပဲ စစ်ခွေးတွေကိုဒီကနေကျွတ်ပြောချင်တာပါလေဆိုတော့နင်တို့ဘွားမှာစစ်ခွေးလက်ထက်ကိုယောက်သွားလိုက်တာနဲ့နင်တို့မှာဖြစ်ပျက်နေတဲ့အရာ၃မျိုးရှိတယ်ကျွတ်တို့တော်လာရေးတွေတိုက်လို့တဲရင်တဲမယ်နင်တို့အလံဖြူထောင်လိုက်တာနဲ့ဖြစ်သွားတာ၄မျိုးရှိတယ်တခုကတော့နင်တို့ကစစ်သုံးပန်းဖြစ်သွားပြီးနင်တို့ကိုငိုတို့ကအလေးဝင်လာတဲ့လူတွေလို့ကျွတ်တို့နင်တို့ကိုဆက်ဆံမှာမဟုတ်ဘူးနောက်တခုကနင်တို့အလံဖြူထောင်လဲဆိုတာနဲ့ စစ်ခွေးတွေကနင်းတို့ဘုံကျဲလိုက်မှာပဲခွေးမင်းအွန်လိုင်းတဲ့နင်းတို့အတွက်လမ်းနှလမ်းကိုဖြန့်ထားပေးတာတခုကသူ့အတွက်တိုက်ပေးမလားစမ်းစမ်းတမန်တိုက်တိုက်တယ်ဆိုလို့ရှိရင်တော့ကို့သမင်းထုတ်ကိုကြိုက်ပြီးတိုက်မတိုက်ဘူးဟဲ့ဆိုလို့ရှိရင်နင်းတို့ကိုဘုံကျဲတတ်ပြစ်မယ်ဒါပဲပြီးရင်ကျွန်တော်တော်လိုင်းရဲထင်းမှာလည်းနှမျိုးရှိတယ် အဘလေးဆိုတော့ပေါ်တာဒီဆွဲပြမပဲဖြစ်ဖြစ်အလေအကြပြမပဲဖြစ်ဖြစ်နင်တို့စစ်တပ်ထက်ကိုဝန်သွားတယ်ပညာတင်ကိစ္စမရှိဘူးအရှိတန်းကိုထွက်လာတယ်ဆိုလို့ရှိရင်နင်တို့ကနေမှလက်နဲ့ချအလင်းဝင်လာရင်ဝင်လာလက်နဲ့ချပြီးအလင်းဝင်လာတဲ့သူ့တိုင်းကိုတော့ကျတို့ကတရက်မှစစ်မတိုက်ဖူးတဲ့စစ်သားကနေအစဟိုးဘူကြီးဘူမူဒီကအစအားလုံးကိုရိုးရိုးတဲတဲနဲ့ လူသားချင်းစာနာထောက်ထားစွာနဲ့လူတယောက်ရဲ့တန်ဖိုးနဲ့ညီမျှစွာနင့်တို့ကိုငိုတို့ကရိုးရိုးတဲတဲနင့်တို့ကိုဆက်ဆက်မယ်ပြီးတော့နင့်တို့နဲ့ထိုက်တန်တဲ့လူဘဝကိုနင်တို့ကြိုက်တယ်လို့ဖန်တီးခွင့်ကျွန်တော်ပေးမယ်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တုံ့ပန်းနေနဲ့ဖမ်းမိပြီဆိုလို့ရှိရင်တော့ပေါ်တာဆွဲပြီးမှပဲဝုံဝုံနော်ကြိုက်လို့ပဲစစ်တပ်ကိုပဲဝုံဝုံဘယ်လိုနည်းမဲ့ပဲဝုံဝုံတုံ့ပန်းနေနဲ့ဖမ်းလိုက်ပြီဆိုလို့ရှိရင်တော့အလေးဝင်လာတဲ့ စစ်သားတွေနဲ့မတူအောင်နင့်တို့ကိုထားမယ်ဆိုတာတော့ဒါတော့နင့်တို့တိတ်ချစဉ်းစားကြเนาะအခု KNLAD နဲ့အတူပူပေါင်းတော်လာရေးတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်တယ် နော်ပြီးရင်နောက်သတင်းသဘုတ်အနေနဲ့ကတော့ကြွအရန်ကြိုက်တဲ့သတင်းဖြစ်တယ်အာဘာလဲဆိုတော့ကြွတို့အားလုံးသိကြမှာပါဘင်္ဂလားဒေ့ရှ်ဆိုရာဒီက AAD နဲ့ဆက်သွယ်တာတွေရှိခဲ့တယ်အဲ့ဥစားကိုစစ်ခွေးတွေကဘလောက်အထိဆိုးတယ်လဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကအစိုးရဒီကို AAD နဲ့လုံးဝမဆက်သွယ်ပါနဲ့ဆိုတော့ကန့်ကွက်စာကိုသူတို့အဲ့ဘက်ကိုရေးပို့လိုက်တယ်ခွေးချဘူကနေမှဘင်္ဂလားဒေ့ရှ်ဒါကမှရှိတဲ့အစိုးရရုံးကိုစာထည့်လိုက်တယ်အဲ့ရေးပို့လိုက်ပြီးတဲ့နောက်ပိုင်းမှာနိုင်ငံခြားရေးဝန်ကြီးကဘာပြောလဲဆိုတော့သူတို့ ို့ဆက်သွယ်ချင်တာနဲ့ဆက်သွယ်မယ်သူတို့ဘင်္ဂလားဒေ့ရှ်တနဲ့ချစ်ဆက်နေတဲ့ရခိုင်ပြည်နယ်မှာဘဒူပဲအုတ်ထုတ်အုတ်ထုတ်အဲ့ရခိုင်ပြည်နယ်ကိုအုတ်ထုတ်တဲ့သူတွေနဲ့ဆက်သွယ်ရမှာဖြစ်တဲ့သူတို့ရဲ့စီးပွားရေးအရာဆက်သွယ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဘဒူမှသူတို့ရဲ့ဆက်သွယ်မှုပေါ်မှာ တားလို့မရဘူးဆိုတဲ့အဥ္စာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ဝန်ကြီးကတခါထွက်ပြေးမှပြောခဲ့ပြီးသားဖြစ်တယ်ဆိုတော့ဒီအဥ္စာလေးနဲ့ပတ်သက်ဆက်နွယ်ပြီးတော့အမေလ28ရက်နေ့မှာတော့ဘင်္ဂလားဒေ့ရှ်သူတို့ရဲ့တည်င်းဌာနကနေမှတန်အမတ်ကြီးနဲ့စစ်တမ်းမှုနှစ်ယောက်ကို ဒါကဘက်ကိုပြန်ခေါ်တယ်ခေါ်ရဆိုရင်တောင်မှသူတို့နေရာကနေမှနှုတ်ထွက်ပြီးမှပြန်လာဖို့ရတဲ့သူတို့ကိုခေါ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုမေလ29ရက်နေ့မှာထုတ်ပြန်ခဲ့တယ်ဒီနေ့မေလ26ရက်နေ့မှာတော့ကျမနဘဲနားမှာလည်းကျမတင်ထားပေးလိုက်တယ်အဲ့မှာဘာပြောလဲဆိုတော့စစ်ခွေးတွေကိုတိုက်ခိုက်နေတဲ့အာရခတတ်တော်ဒီနဲ့ဘင်္ဂလားဒေ့ရှ်တွေကစစ်တော်ရဲ့ line တွေဖြန့်ထားတယ်ဆိုတဲ့အဥ္စာကိုနိုင်ငံသားရဲ့ဝန်ကြီးဌာနကတရေဝန်မေလ26ရက်နေ့မှာပဲအတိပြုပြောဆိုခဲ့တယ်เนาะ ဆိုတော့ဒီစစ်ခွေးတွေကဘယ်လောက်ထိပြန်ထက်လောင်နေမလဲဆိုတော့မသိဘူးเนาะကျွန်တော်တည်ထားဖို့ကတော့အခုအရခတ်တပ်တော်တွေနဲ့ဘင်္ဂလားဒေ့ရှ်တွေကဆက်တွေရဲ့လမ်းကြောင်းတွေတရားဝင်ဖွင့်ထားတယ်ဆိုပြီးမှအခုဒရင်ဌာနကိုမေလ29ရက်နေ့မှာအတည်ပြုလိုက်ပြီးဆိုလိုချင်တာကဘင်္ဂလားဒေ့ရှ်တွေရဲ့ကုန်တွယ်ဆက်သွယ်မှုတွေနဲ့ပတ်သက်ပြီးတော့စစ်ခွေးတွေနဲ့လုံးဝဆက်သွယ်ဆရာမလိုဘူးဆိုတာကိုအတည်ပြုကြောင်းဖြစ်တယ် နော်ဒါကတော့ဒီနေ့ကျမတို့ရဲ့တော်လာရေးထဲမှာအောင်မြင်မှုတခုထပ်ပြမအရခတတော်ဒီကပြလိုက်တယ်ဆိုတဲ့အကြောင်းဖြစ်တယ်နော်ပြည်သူတွေအားလုံးကျမပြောရှင်ကြပါစေ